မောင်ဟင်းကားစားရင်တွေးတိုးလာမြမလူမျိုးတွေအမျက်တနှိုးတံမိုးထားပြီးနိုင်ငံရဲ့အမှတ်သားလို့ဖြစ်နေတဲ့မောင်ဟင်းကားကို မကြိုက်တဲ့သူဆိုတာရှားပါးလှပါတယ်ညနေစာဖြစ်တာမကအချိန်မီ၍စားသုံးနေရှိတဲ့ဒီအရသာရှိလာတဲ့အစားအစာကိုတွေးလို့ရောက ရှိနေတဲ့သူတွေစားတဲ့မစားတဲ့ဆိုတာနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေမေကွန်းထုတ်မှုတွေရှိလာပါတယ် မဟင်းကားစားသုံးတာဟာတကယ်ပဲသွေးပေါင်ခြင်းကိုမြင့်တက်စေနိုင်သလားသွေးလူယောဂရှိနေတဲ့သူတွေအတွက်မဟင်းကားကအန္တရာယ်ရှိတဲ့အစားအစာဖြစ်နေပြီလားစရဲအကြောင်းအရာတွေနဲ့ပတ်သက်ပြီးဒီနေ့မှပြောပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကို အဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာမဟင်းကားဟာငါပဲစက်သွန်နီစက်သွန်ဖြူငှက်ပြောဦးဂျင်းစပလင်း စရဲကျမ်းမာရေးအကျိုးပြုတဲ့သဘာဝပစ္စည်းများစွာ ပါဝင်တဲ့အစားအစာဖြစ်ပါတယ်။ငါးမှာပါဝင်တဲ့အိုမီဂါ3ဖက်တီအက်ဆစ်ကနှလုံးကျန်းမာရေးကို အထောက်အကူပြုပြီးတော့ပယ်၊ဂျင်၊ကြက်သွန်ကြီး၊ကြက်သွန်ပြူစသည်တို့ကလည်းခန္ဓာကိုယ်အတွက်ဗီတာမင်နဲ့ဆေးဘဝင်အာဟာရများကိုဖြည့်တင်ပေးပါတယ်။ဒါကြောင့်မွေးငါးသည်တနက်စာပြည့်စုံလောက်တဲ့အာဟာရကို ပေးစွမ်းနိုင်တဲ့အစားအစာလို့ပြောနိုင်ပါတယ်။ဒါဆိုမွင်းကစားရင်ဘာကြောင့်တွေးတိုးရလဲ။မွင်းကစားရင် တွေးတိုးရတဲ့အဓိကအကြောင်းရင်းကတော့မဟင်းကဟင်းရဲမှာဆိုဒီယမ်လို့ခေါ်တဲ့စားတဲ့ပမာဏများစွာ ပါဝင်နေခြင်းကြောင့်ဖြစ်ပါတယ်။မဟင်းကဟင်းရဲကိုရှက်ပြုတ်တဲ့အခါမှာအ næ အရသာထူးကဲကောင်းမွန်စေရန်အတွက်စားငံပြရည်အချိုမုတ်စတာတွေကို လိုရထက်ပို့ပြီးတော့ထဲလေးရှိပါတယ်။အရသာလွန်ကဲစွာထဲသွင်းထားတဲ့စာ၊နံပြရေး၊အရှိုးမုံများပါဝင်တဲ့ဟင်းရေကိုစားသုံးမိတဲ့အခါမှာခန္ဓာကိုယ်ထဲကိုဆိုဒီယမ်လို့ခေါ်တဲ့စားဓာတ်တွေလိုရထက်ပို့ပြီးတော့ဝင်ရောက်လာပါတယ်။ခန္ဓာကိုယ်ထဲမှာဆိုဒီယမ်ဓာတ်တွေများပြားလာတဲ့အခါမှာသွေးထဲမှာရှိတဲ့ဆိုဒီယမ်နဲ့ရေဓာတ်ပမာဏကိုညှပ်တောက်အောင်ချိန်ညှိရန်အတွက် ဆဲနဲ့ကြည်ရှုတွေမှာရှိတဲ့ရေဓာတ်ကိုသွေးကြောစနစ်အတွင်းကိုဆွဲယူလိုက်ပါတယ်။အဲဒီလိုဆွဲယူလိုက်တဲ့အတွက်သွေးကြောတွေထဲမှာရေပမာဏတိတိတသာများပြားလာပြီးတော့ဘလတ်ပုံနူးလို့ခေါ်တဲ့သွေးပမာဏမြင့်တက်လာပါတယ်။သွေးပမာဏများပြားလာခြင်းကြောင့်သွေးများကိုတကိုယ်လုံးကိုတွန်းပို့နေရတဲ့နှလုံးဟာအုံမအားဆက်ပြီးညှစ်ထုတ်ပေးရပါတယ်။အဲဒီလိုညှစ်ထုတ်ပေးမှုကြောင့် သွေးကြောနေရံများပေါ်မှာတက်ရောက်တဲ့သွေးပြည်အားမြင့်တက်လာပြီးတော့သွေးလိုခြင်းဖြစ်ပေါ်စေတာဖြစ်ပါတယ်။ဒါ့ပြင်မုံဟင်းကားနဲ့အတူတွဲဖက်ပြီးစားသုံးလို့ရှိတဲ့ဘူးသီးကြော၊ပဲကြော၊ငဖဲ၊ဣကြဝေစတဲ့အစားအစာတွေကလည်းစီကြောသားများဖြစ်တဲ့အတွက်အစီကျက်လွန်ကဲစွာ ပါဝင်နေပါတယ်။ဒီအစီကျက်ကသွေးလိုခြင်းကိုပိုဆိုးစေတဲ့အပြင် ရေရှည်မှာသွေးကြောနေရံများမှာ အစီရေစုပုံကနှလုံးသွေးကြောကျင်းခြင်းစတဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုပါဖြစ်ပေါ်စေနိုင်ပါတယ်။ဒါဆိုသွေးလိုယောဂါရှိရင်မောဟင်းကမစားတော့ဘူး။မောဟင်းကကိုလည်းကြိုက်တယ်။သွေးလိုလည်းရှိနေတဲ့သူတွေအတွက် အကောင်းဆုံးအဖြေကတော့ကျန်းမာရေးနဲ့တင့်တော်ညီညွတ်တဲ့မောဟင်းကကိုပြောင်းလဲဖန်တီးပြီးတော့စားသုံးလို့ရပါတယ်။အထူးသဖြင့် စိုက်ဒီမှာရှက်ပြီးရောင်းချတဲ့မုံင်းကအများစုဟာအရသာကောင်းမွန်စေဖို့အတွက်စာငံပြားရေးအရှုံမုံတွေကိုပမာဏမခံမနိုင်လောက်အောင် အသုံးပြုထားတာကြောင့်သွေးလိုရောဂါရှိနေတဲ့သူတွေအနေနဲ့စားသုံးဖို့လုံးဝမသင့်တော့ပါဘူး။ဒါ့ပြင်တွဲဖက်ပြီးစားသုံးရတဲ့အကြော်ဒီမှာသုံးတဲ့စီအမျိုးစားကလည်းသွေးလိုနဲ့နောက်ဆက်တွဲပြဿနာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်မိမိရဲ့ကျန်းမာရေးအတွက် မိုဟင်္ဂါကိုအိမ်မှာချက်ပြုတ်ပြီးစားမယ်ဆိုရင်အဆင်ပြေနိုင်ပါတယ်။အိမ်မှာချက်ပြုတ်တဲ့အခါစားငံပြားရည်အချိုမုန့်တွေရဲ့ပမာဏကိုကျန်းမာရေးနဲ့ညီညွတ်အောင်ရှော့ရှာပြီးတော့ချက်သွင်းနိုင်ပြီးတော့အရသာပုံမှုကောင်းမှုစီရင်အတွက်လက်စက်တဲ့ငါးကိုပုံမှုထည့်သွင်းနိုင်ပါတယ်။အရသာအတွက်ငါးကိုပုံမှုအသုံးပြုခြင်းဟာမိုဟင်္ဂါရဲ့အရသာကိုပုံမှုကောင်းမှုစီတဲ့အပြင်ကျန်းမာရေးနဲ့လည်းညီညွတ်စေမှာဖြစ်ပါတယ်။ ဒါပြင်မုံဟင်းကားရှက်ရမှာအသုံးပြုတဲ့စီနဲ့အကျော်အတွက်အသုံးပြုမဲ့စီကိုလည်းကိုယ်တိုင်ရွေးချယ်နိုင်ပြီးတော့အကျော်အစာဘဲခုငက်ဖက်စတာတွေနဲ့တွဲဖက်ပြီးတော့စားသုံးမဲ့ဆိုရင်ကျန်းမာရေးအတွက်ပုံမူကောင်းမွန်စေမှာဖြစ်ပါတယ်။ဒါကြောင့်မုံဟင်းကားကို မကြာခဏစားသုံးကျင်တော့လေသွေးတိုးမှစိုးရိမ်နေတဲ့သူတွေအနေနဲ့ငံတက်ကိုထိမ့်ချုပ်ထားတဲ့မုံဟင်းကားကို ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ပြီးတော့စားသုံးတာဒါမှမဟုတ်တက်နိုင်သမျှကျဲမိုင်ကြီးနဲ့ကိုက်ညီအောင်ချက်ပြုတ်ပြီးရောင်းရှားတဲ့မွင်းကားဆိုင်တွေကိုရွေးချယ်စားသုံးခြင်းဖြင့်သွေးရောယောဂချင်းချုံနိုင်ရန်ကူညီနိုင်ပြီဖြစ်ကြောင်းတင်ပြလိုက်ရပါမယ်။ဒါကတော့မွင်းကားစားရင်သွေးတိုးလာဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသိကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာမေးခဲ့လို့ရပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ